တရင်ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီသက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တစ္ဆတ်မှုလေးမစားတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစ္ဆတ်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တရက်ခန့်အပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့အချမ်းပတ်မင်းအောင်လင်ကတိုင်မူပါဝင်ဆေးရရှိကြီး30နီးပါးကိုရာထူးနဲ့နေရအပြောင်းလဲတွေပြုလုပ်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်အချမ်းပတ်စကောင်းဆောင်မင်းအောင်လင်က ဒိုင်းမိုးများပါဝင်ဆေးရရှိကြီး30နီးပါးကိုရာတုံးနဲ့နေရအပြောင်းလဲတွေပြုလုပ်နေတယ်လို့နေပြည်တော်စစ်ပတ်သတင်းရင်းမြစ်နဲ့စီရီယံဘိုကြီးစင်ရောကပြောပါတယ်။ရှမ်းပြည်နယ်မှာတရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းတွေမှာပါဝင်လောက်ကင်ပတ်သက်မှုနဲ့အရှေ့ပိုင်းတိုင်းစတနာကျုပ်တိုင်းမှုဘိုးကျုပ်နိုင်စောဦးကိုရာတုကဖယ်ရှားဖမ်းဆီးလိုက်ပြီးတော့အရှေ့ပိုင်းတိုင်းစတနာကျုပ်ရဲ့တိုင်းမှုအစ်စ်ဖြစ်ဘုံမူကျုပ်ကျော်နိုင်ဦးစတက္ကတို DSA ၄၀ကိုခန့်အပ်လိုက်ကြောင်း အစိုးရဗိုလ်မှူးကျော်နိုင်ဦးဟာရခိုင်မကွေးခြေစိုက်တမ88ရဲ့တမမူဖြစ်ခဲ့ကြောင်းသိရပါတယ်။ဒါပြင်စတက်ကတိုအကြောင်းအုပ်ကြီးဗိုလ်မှူးချုပ်စိုးမြတ်ထွတ် DSA 40ကိုတော့အရှေ့လေပိုင်းတိုင်းစတနာချုပ်ရဲ့တိုင်းမူအဖြစ်ယာရုတို့ပြောင်းရွှေ့လိုက်ကြောင်းအလားတူကရင်ပြည်နယ်ကော်ပိုရိတ်အခြေစိုက်အမတ်စနစ်စစင့်ရေကိုကဲမှုဌာနချုပ်မူဗိုလ်မှူးကြီးတူရာဗျာလေး DSA 40ကိုစတက်ကတိုအကြောင်းအုပ်ကြီးဖြစ်ယာရုတို့ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်းသိရပါတယ်။ဒါပြင်တမ71အင်းတိုင်းမှဒုတိယတမမူဗိုလ်မှူးကြီးမြင်ဟင်းကို ဒါမှ88မကွေးရဲ့တမမှုဖြစ်၎င်းမော်လိုက်ကျေဆိုင်မတဆက်စစင်ရေကိုကဲမှုဌာနချုပ်ရဲ့ဌာနချုပ်မှုဘုံမှုချုပ်အောင်သေးကိုတမတော်မှရှိတဲ့တမတော်နေပညာတက္ကသိုလ်ကျောင်းဦးကြီးဖြစ်၎င်းကောတောင်စေဖြူဟာအခြေချစေဖြူဟာမှုဘုံမှုကြီးဟန်လင်းကိုမော်လိုက်ကျေဆိုင်မတဆက်စစင်ရေကိုကဲမှုဌာနချုပ်ရဲ့ဌာနချုပ်မှုဖြစ်၎င်းဓမ္မ66အင်းမရဲ့တမမှုဘုံမှုချုပ်ကျော်စိုးလင်းကိုဓမ္မတော်သူနာပြုနယ်ဈေးပန်းပညာတက္ကသိုလ်ကျောင်းဦးကြီးဖြစ်၎င်းပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။ ဒါပြင်အမတ်ဆက်ကိုစစ်စင်ရေးကိုကဲမှုဌာနချုပ်ရဲ့ဒုတိယဌာနချုပ်မှုဗိုလ်မှူးချုပ်ခေါင်းဆောင်မြင့်ကိုတမ66တမမှုဖြစ်၎င်းအမတ်20စစ်စင်ရေးကိုကဲမှုဌာနချုပ်ခမောက်ကြီးရဲ့ဌာနချုပ်မှုဗိုလ်မှူးချုပ်ဇေယလင်းကိုဘာတူတမ်းမတော်ကြီးတိုက်ခိုက်ရေးတင်နန်းချောင်းရဲ့အကြောင်းကြီးဖြစ်၎င်းဇေယတို့ခန်းချုပ်ရုံးမှာဗိုလ်မှူးချုပ်ရဲခေါင်းကိုအမတ်20စစ်စင်ရေးကိုကဲမှုဌာနချုပ်ရဲ့ဌာနမှုဖြစ်၎င်းအမတ်73စစ်စင်ရေးကိုကဲမှုဌာနချုပ်မှာဇာခခမှုဗိုလ်မှူးချုပ်မင်းတိဟာကို ဘာဒုတ္တမတော်ဘုတင်နန်းကျောင်းရဲ့ကျောင်းဦးကြီးဖြစ်၎င်း။ဓမ္မ89ဘကိုးရဲ့ဒုတိယဓမ္မမူဘုံမူကြီးရန်ဝဲအောင်ကိုအမတ်စကုံစစ်စင်ရဲ့ကိုကဲမှုဌာနချုပ်ရဲ့စကားကမူဖြစ်၎င်းအသေးသေးပြောင်းရွှေ့ခန်းလိုက်တယ်လို့သိရပါတယ်။ဒါပြင်စစ်တွေ့အခြေစိုက်ဒေတာကိုကဲမှုစစ်တပ်နာချုပ်မှဒါခါစမှုဘုံမူချုပ်နေမျိုးအောင်ကိုဓမ္မတော်အုပ်ချုပ်မှုကြောင်းပြင်ဦးလွင့်ရဲ့ကျောင်းဦးကြီးဖြစ်၎င်း။စေဦးစီတက္ကသိုလ်မှကျောင်းဦးကြီးဗိုလ်မှူးချုပ်ဇော်ထိုင်းလက်ကိုစစ်တွေ့အခြေစိုက်ဒေတာကုတ်ကဲမှုစစ်တနာချုပ်ရဲ့ဒါခါစမှုဖြစ်၎င်း အမဆောက်ကုံစစ်စင်ရေကိုကဲမှုဌာနချုပ်မှဇာခခမှုဗိုလ်မှူးချုပ်ကျော်စွာလင်းကိုမော်ဘီဗိုလ်တင်နန်းချောင်းရဲ့အကြောင်းကြည့်ပြလကောင်းဓမ္မ55မှာဒုတိယတမမှုဗိုလ်မှူးကြီးမျိုးမြင့်ဦးကိုအမဆောက်ကုံစစ်စင်ရေကိုကဲမှုဌာနချုပ်ရဲ့ဇာခခမှုပြလကောင်းနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်နေပြားချုပ်မှုဗိုလ်မှူးချုပ်ကျော်စေဝင်းကိုဓမ္မ44ဂျိုက်ထုတ်ရဲ့ဓမ္မမှုပြလကောင်းပြောင်းလဲလိုက်တယ်လို့သိရပါတယ်ဒါပြင်စစ်ဦးစီးတပ်ကတော်မှဗိုလ်မှူးချုပ်ကျော်ထင်ငင်းကိုအမတ်တုံးဓမ္မဟာမိုးကောင်းရဲ့ဓမ္မမှုပြလကောင်း စေဦးစီတက္ကသိုလ်မှဘုံမူကြီးနေမျိုးကိုအရှေတောင်ပိုင်းတိုင်းစစ်တပ်နာချုပ်မော်လမြိုင်ရဲ့ဒုတိယတိုင်းမှုပြင်၎င်းမိုင်းတုံအခြေဆိုင်စစ်ပြူဟာအခြေချဗျူဟာမှုဘုံမူချုပ်ကြော့ထင်းကိုအရှေမြောက်တိုင်းစစ်တပ်နာချုပ်လာရှိုးရဲ့တိုင်းစစ်ဦးစီးချုပ်ပြင်၎င်းဘော်လကဲအခြေဆိုင်စစ်ပြူဟာအခြေချစကမ်းမဗျူဟာမှုဘုံမူချုပ်အောင်စော်လွင်ကိုအနောင်မြောက်တိုင်းစစ်တပ်နာချုပ်ရဲ့တိုင်းစစ်ဦးစီးချုပ်ပြင်၎င်းနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှဗိုလ်မှူးချုပ်အောင်ကိုလွင်ကို၎င်းနေရာများအတိအကျပြောင်းရွှေ့ထားကြောင်းသိရပါတယ်။ အခုစတိုင်းမှုမျိုးစက်တွေချထားပါပြီ။ဘောလကဲစေပြူဟာမှုနဲ့ကရင်ကွင်းတွေကစည်ရေးအမြက်ရလာတဲ့အောင်ရှိတဲ့သူတွေကိုမလုံးပေးတာပါ။ရာဘခတိုင်းမှုကိုဖြုတ်ရင်းနဲ့တပေါင်းနဲ့ဘုံထွက်လိုက်တာပါ။အခုဇာခခတုံးမှုအင်ဒိုတန်မတ်နေရာလဲအသက်ခံတာတွေ့ရပါတယ်။စကြောင်းကအပုပ်တိုးတွေနေပြန်ထုတ်လန်းတယ်လို့ဆိုရမှာပါ။နောက်ပြီးသူနာပြူကျောင်းကြီးဇုံညုံကိုပါဖယ်လိုက်ပြီးဆိုတော့အခုဇာတတဒုံကားတွေကနေစပြီးတော့အပြင်ထုံးနေပြီလို့လည်းဆိုလို့ရပါတယ်။ နာမည်ထွက်နေတဲ့စကခ6မူဒိုင်မူးမပါဒေတာကိုလည်းတွေးရတယ်ဆိုတော့နောက်တစ်ပုတ်ထက်ရှိပါအောင်မယ်။ဒါကအပြီးမဟုတ်သေးပါဘူး။အခုဂျောင်းဖြစ်နေတဲ့သူတွေကနောက်တစ်ချိန်ဒိုင်မူးသေးကြတယ်လို့စီရီယံဘိုးကြီးစင်ရောကပြောပါတယ်။မင်းအောင်နိုင်ကစတက်နဲ့ဂျမ်ဘောပါတီကိုထိန်းချုပ်ထားပြီး၎င်းတို့စတက်မှဆေးရရှိကြီးများကိုလည်းယာရူတာဝင်များမှနားပြီးကဂျမ်ဘောပါတီတို့ဆေလွတ်ခဲ့ပြီးတော့လော့တော်ကိုယ်စားလှယ်လောင်းများအဖြစ်ရွေးကောက်ပွဲဝင်ခိုင်းထားတယ်လို့ဂျမ်ဖို့သတင်းရင်းမြစ်များထံကသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ထိုင်းဘရင်မဲတော်မိဖုရားဤတိရိခတ်နိုင်ဝါဆန်သွားတဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။ထိုင်းဘရင်မဟာဖကြီးအားလောင်ကွန်းရဲ့မိခင်ဖြစ်တဲ့မိဖုရားဤတိရိခတ်ဟာတတ်တော်63နှစ်မှနိုင်ဝါဆန်သွားပြီဖြစ်တယ်လို့ဒဝင်းဘရင်အိမ်တော်ကတရင်ထုတ်ပြန်လိုက်ပါရစေ။မိဖုရားဤတိရိခတ်ဟာတတ်တော်63နှစ်အရွယ်အော်တိုဘာလ24ရက်နေ့ည9:20မိနစ်မှနိုင်ဝါဆန်သွားတာဖြစ်တယ်လို့ထုတ်ပြန်ကြတဲ့မှာဖော်ပြထားတာကိုတွေ့ရပါတယ်။မိဖုရားဤတိရိခတ်ဟာနိုင်ဝါဆန်သွားပြီဖြစ်တဲ့ဘရင်ဘူမိဘောနဲ့ 1950ပြည့်နှစ်ဧပြီလမှာတော်ဝင်မင်္ဂလာခမ်းနားနဲ့ထိမ်းမြားလက်ထပ်ခဲ့ပြီး၎င်းတို့မှာသာသမီ၄ဦးထုံးကားခဲ့တာဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အမျိုးသမီး20ကျော်ကိုအာဓမ္မပြုကျင့်ခဲ့တဲ့ဗိုလ်မှူးပါဝင်အချမ်းဘက်စစ်သား20ကျော် PDF တွေတိုက်လို့တေဆုံးခဲ့ပြီးတော့စစ်တုံးမှ9ဦးကိုဖမ်းမိခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အမျိုးသမီး20ကျော်ကိုအုပ်စုဖွဲ့အာဓမ္မပြုကျင့်ခိုင်းခဲ့တဲ့ဗိုလ်မှူးကျော်မင်းအပါဝင်အချမ်းဘက်စစ်သား20ကျော်ဟာမလိုင်မြို့နယ်တိုက်ပွဲမှာတေဆုံးခဲ့ပြီးတော့ ငါးဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့မြင်းချမ်းခရိုင်တရင်၄နဲ့တရင်၁၀တရင်မှုကပြောပါတယ်။တောင်နာမျိုးနယ်ရုံးစီကြီးရွာမှာရှိတဲ့အသက်၁၆နှစ်ကနေအသက်၆၀ရွယ်အထိအမျိုးသမီး9ဦးကိုပြီးခဲ့တဲ့စက်တင်ဘာလ၁၀ရက်နေ့ကနေ၁၆ရက်နေ့အထိအကြမ်းဖက်စကားဆားကဖမ်းဆီးအရမပြုကျင့်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်တန်ဖိုးရွာမှာလည်းအမျိုးသမီးငယ်တချို့မရင်ပြုကျင့်ခံခဲ့ရသေးတယ်လို့ဖမ်းဆီးရမိတဲ့စတုံမန်းနေရဲ့ထွက်ဆိုချက်တွေအရသိရတယ်လို့တရင်မှုကပြောပါတယ်။အရင်နောက်စကြောင်းဟာမလိုင်မျိုးနယ်ဘက်ကိုထွက်ခဲ့ပြီး နာဝင်ကြီးဒေါ်ရွာကိုလည်းစကြောင်းထိုးခဲ့ကအသက်16နှစ်ရွယ်အမျိုးသမီးကိုအုပ်စုပွဲအာရမပြုကျင့်ကတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံမူကြော့မင်းဆိုတဲ့သူကရွာထဲကမိန်းကလေးတွေကိုဖမ်းဆီးလာတယ်။ပြီးရင်သူ့ရဲ့တခွဲတခွဲလုံးကိုအာရမပြုကျင့်ခိုင်းတယ်။မလုံချင်းတဲ့သူတွေဆိုရင်လည်းချင်းချောက်ပြီးတော့လုခိုင်းတယ်။နောက်ဆုံးသူတို့ဒီဝါကနေစကြောင်းထွက်တော့မယ်ဆိုရင်အဲ့ဒီမိန်းကလေးတွေကိုလဲပင်းဓာတ်နဲ့လှီးပြီးတက်ခိုင်းတာတွေလုံးဆောင်ခဲ့တယ်ဆိုပြီးတော့မှအခုကျွန်တော်တို့မိလာတဲ့စတုံမန်တွေကတဆင်ပြန်ပြောလို့သိရပါတယ်လို့တည်ရမှုကဆိုပါတယ် အဲ့ဒီဂျမ်းမတ်စစ်သားတွေကအသက်73နှစ်ရွယ်မိန်းကလေးကိုပါအုပ်စုပွဲအထမပြုချင်းခဲ့တာလို့သိရပါတယ်။အဆိုပါဗိုလ်မှူးကျော်မင်းဦးဆောင်လာတဲ့တက်ခွဲတက်ဟာပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကနေ10ရက်နေ့ထိမလိုင်မြို့နယ်အင်ဂျီတောရွာအနီးမှာတော်လိုင်းရီတက်တရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးဗိုလ်မှူးကျော်မင်းဟာလက်နက်ကြီးထိမှန်တေဆုံးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတော်မှာစုစုပေါင်းစစ်သားနဲ့ပြည်သူစစ်တွေအပါအဝင်20ကျော်တေဆုံးပြီး9ဦးကိုအရှင်းဖမ်းဆီးရမိခဲ့တယ်လို့တော်လိုင်းတပ်ပွဲဝင်တွေကပြောပါတယ်။ အဲလိုစစ်သားတွေရဲ့အုပ်စုဘွဲ့မရင်းကျင်ခံခဲ့ရတာကြောင့်ကိုကိုကိုအဆုံးစီးရင်သွားတဲ့မိန်ကလေးငယ်တွေလည်းရှိတယ်လို့လည်းစုံစမ်းသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့ကနေအောက်တိုဘာ2ရက်ထိ16ရက်တာတွင်အင်အားနဲ့အကျော်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာငင်းချန့်ခရိုင်တွင်းမှာထိုးစစ်ဆင်လာတာဖြစ်လို့ PDF တင်တဲ့တိုက်ပွဲတွေဖြစ်ခဲ့ပြီးအကြမ်းဖက်စခါစားတက်ကတည်ဆုံးထိခိုက်တာတွေများတယ်လို့လက်နက်မျိုးစုံ50နီးပါးကိုတင်ဆက်ရရှိခဲ့တယ်လို့နဒိုဟီပြည်သူကားဝေးတက်မတော်မြင်းချမ်းခရိုင်တက်ရင်ကတရင်ထုတ်ပြန်ပါတယ်။ အရိကလာတို့မှာစကားစတက်တဲ့တိုက်ပွဲ၄ချိန်ဖြစ်ခဲ့ပြီး၎င်းတို့စစ်ကြောင်းတွေထိနာတဲ့အတွက်ဓာတ်ပြန်လန်သွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အာလုံပောက်ဝင်တဲ့ရွေးကောက်ပွဲကိုသာအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေလို့ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။လက်ရှိမြန်မာနိုင်ငံမှာလူတချို့သာပါဝင်နိုင်တဲ့ရွေးကောက်ပွဲကိုအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကမလိုလားဘူးလို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။လက်ရှိအာဆီယံထိပ်သီးညှိနှိုင်းလာကမစားတင်မီကျင်းပခဲ့တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများစီဝေးအပြီးမှာ အလဲကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကပြောဆိုတာဖြစ်ပါတယ်။အာဆီယံအနေနဲ့ဒီဇင်ဘာလမှာကျင်းပမယ်ဆိုတဲ့အကြံပတ်ဆာကာဆာရဲ့ရွေးကောက်ပွဲကိုဒါစည်းနိုင်ခြင်းမရှိပေမဲ့လည်းအာဆီယံနိုင်ငံသားရဲ့ဝန်ကြီးတွေဟာဒီရွေးကောက်ပွဲကိုလောလတ်များတပြီးအားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲ ဖြစ်စေလိုတယ်လို့မစ္စတာမိုဟာမက်ဟာဆန်ကဆိုပါတယ်။လာမယ့်အောက်တိုဘာ26ကနေ28ရက်နေ့ထိ၃ရက်ကြာကျင်းပမယ့်အာဆီယံထိပ်သီးညီလာခံမှာအာနာတိန်အကြံပတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်တက်ရောက်ခွင့်မရသလို့ ဇာကာဆာရဲ့နိုင်ငံခြားရေးဝန်ကြီးတွေလည်းအာဆီယံနိုင်ငံခြားရေးဝန်ကြီးများစီးဝေးမှာတက်ရောက်ခွင့်မရပါဘူး။ဒါကြောင့်ဇာကာဆာကနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အမြဲတမ်းတွန်းဝင်ဦးဟောက်ခံဆုံးကိုဆက်လို့ထားတာတွေ့ရပါတယ်။လက်ရှိမှာအာနာတိန်ဇာကာဆာအနေနဲ့အာဆီယံခေါင်းဆောင်တွေသဘောတူချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအပြေးဝအကောင်းထည်ဖော်ခြင်းမရှိတာကြောင့်မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်အဖြစ်နိုင်ငံရေးနဲ့သဆိုင်ချင်းမရှိတဲ့ကိုယ်စားလှယ်ကိုသာထိတ်တိနီလာကန်တဲ့နိုင်ငံခြားရေးဝန်ကြီးအဆင့်စီဝေးတွေမှာတက်ရောက်ခွင့်ပြုထားတာဖြစ်ပါတယ်။ စေကောင်းဆောင်မယောင်လေဟာအာနာတင်ပြီးကာစ2021 AP မှာအာဆီယံခေါင်းဆောင်တွေအားလုံးတွဲဆုံဆွေးနွေးခွင့်ရခဲ့တာနောက်ဆုံးဖြစ်ပြီးတော့2021နောက်ပိုင်းကစလို့ထိတ်တိနီလာကန်ဂိုးချင်းထံမှနဲ့တက်ရောက်ခွင့်မရခဲ့တာဖြစ်ပါတယ်။ဒီကနေ့ကျင်းပတဲ့အာဆီယံနိုင်ငံကြ合いဝင်ကြီးများအစည်းအဝေးပြီးမှမလေးရှားနိုင်ငံကြ合いဝင်ကြီးကအာဆီယံရဲ့မြန်မာပြည်ငင်းချမ်းရေးအစီအစဉ်သဘောတူညီချက်9ရက်ဟာအကောင့်ထဲပေါ်ဖို့ခက်ခဲတဲ့အရာမဟုတ်ဘူးလို့ပြောဆိုသွားခဲ့ပါတယ်။စကားဆအနေနဲ့အာဆီယံသဘောတူညီတဲ့ဆန္ဒ9ရက်ကို လိုင်းနာကျင်သုံးတင်တယ်လို့လည်းမစ္စတာမိုဟာမက်ဟာဆန်ကတိုက်တွန်းခဲ့ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးချင်တဲ့သတင်းကတော့မိုးပြဲဖဲခုံနယ်မှာတိုက်ပွဲတွေပြင်းထန်နေရမှာ BNO ပြည်သူ၁၀50ကျော်တည်ဆုံးတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။ရှမ်းတောင်နယ်ကရင်နီနယ်စပ်မှာရှိတဲ့ဖဲခုံမြို့နယ်အနောက်ဘက်နဲ့မိုးပြဲမြို့နယ်အတွင်းမှာတော်လိုင်းရဲတပ်များနဲ့စကားဆ BNO ပြည်သူ၁၀ပူပေါင်းတပ်များကြောင့်အခုရက်ပိုင်းတွင်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ရမှာအဲဒီတိုက်ပွဲများတွင် BNO ပြည်သူစစ်တေ90ကျော်တည်ဆုံးခဲ့ပြီး အရှင်ဖန်ဆီရမိတ်သူတွေလည်းရှိနေတယ်လို့ DG Sport Revolution ကဖော်ပြထားပါတယ်။ယခုအော်တိုဘာလတတိယပတ်တွင်မှဖြစ်ပွားခဲ့တဲ့ဖဲခုံမျိုးနယ်တောင်စလုံးနဲ့မြောက်စလုံးဂျေးဝါတိုက်ပွဲများတွင် BNO ပြည်သူ့ဆက်များတည်ဆုံခဲ့ရတာဟာမှန်ကန်တယ်လို့ဘာဝင်တိုက်ခိုင်းနေတဲ့တော်လိုင်းတပ်ဖွဲ့မှတာဝန်ရှိသူကအတည်ပြုထားတယ်လို့သိရပါတယ်။ဒါပြင်မိုးပြဲတိုက်ပွဲများမှာလည်းဖန်ဆီရမိတဲ့စစ်တုံးမှန်များရှိခဲ့ပြီးတော့ BNDFKK ရှမ်းတောင်1006 1009 1009 BDF တပ်ရင်များနဲ့တခြားတပ်ရင်များပူးပေါင်းပါဝင်တိုက်ခိုက်နေကြတယ်လို့သိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့အော်တိုဘားလ15ရက်နေ့ကဖြစ်ပွားခဲ့တဲ့တောင်စလုံးတိုက်ပွဲအတွင်း BNO ဘက်ကအကြီးပိုင်းများနဲ့စကားဆစကြောင်းမှုတွေတိုက်ဆုံခဲ့တယ်လို့သိရပါတယ်။မိုးရဲခါမရလေနင်းနဲ့တပ်တွင်းအစည်းအဝေးမှာရှီမန်းတိတဲ့ဘောဆာလုံးနဲ့ဒုံပွဲဒုံလန့်ခွဲတက်ပါဆိုတာကိုခေါင်းမာပြီးတလန်းနဲ့တက်သွားတာဟိုးကရွာကထွက်လာကြတဲ့ကမြင်နေရပြီးသားပေါ်စားလို့ခံရတာလို့စကြောင်းမှုများအစုခံရကြောင် အောင်မန်းကရင်900စေယုံကလောစေယုံနဲ့တင်ချိုင်းမားမှလည်းနာရီးတွေပြုလုပ်နေကြောင်းဖော်ပြထားပါတယ်။ဓာတ်မှန်ပြီးတော့ဂျူလီပေါင်တရင်စင်ရဲ့တယောစာလေးကိုတင်ဆက်ပေးကြပါမယ်။ဆိုင်တာဝင်ကန်ကငွေတွေဘုံပြီးတော့ဓမ္မဆိုင်မီးတင်ရှိုးတဲ့အထာနဲ့ငချင်းနဲ့ချစ်သူနှကောင်မင်းညားကကိုယ်အတိုက်ကိုဘုံပြန်ကျဲတယ်။အတိုက်ဆောင်မျိုးစုတ်အမြေပြက်ခံရတော့မဲ့ဘေးမြင်မှာအတိုက်ဖြက်ပြေးဖို့အကြံကုန်တုံဆင်းလာတဲ့အကွက်လေး။ဒီလိုနဲ့ပြီးရောလွတ်နိုင်ရောလား။အဖြစ်ကတော့မင်းကနဲ့မှ မတူတော့တာပဲ။ အချစ်ရေနေလို့မှကောင်းရဲ့လားအေးလို့ပြောပါစေလို့ကိုကိုပင်ခွာကြားကရုပ်ကစိုးကောင်တို့ရဲ့တချင်းတောင်းတဲ့ကဏ္ဍတင်ဆက်ရတော့မယ်ချိန်လေချစ်သူခမညာငကျင်ရဲ့လက်ဆလက်နာလေးမြဝါထင်ထင်မြင်မိသားမို့နေကောင်းစားဝင်အိပ်ပျော်စရာဘလို့မှအကြောင်းမရှိဘူးလေကြားဖြန့်ဖွားဘက်တော့ယာထိုက်ကောင်ကလည်းကာလနာတိုက်တော့မှသေချာတလို့မဟုတ်လားငါတို့တို့ကမတော့ချစ်သူနဲ့ကြွေကွင်းရခြင်းဒုက္ခခံစားရဖို့မဝေးတော့ပြီလေငကျင်မပါဤကပါ ချမ်းသာကိုစိတ်မြဲရဖို့ရက်တွေလည်းနီးတဲ့နီးလာပြီလေကြက်လဲမောစီရာလဲညက်စီတာခေါ်လဲခက်စီဂိမ်ဆိုင်နေပြီလေမင်းညကရန်ဆောင်တဲ့ဝမ်ပောင်က အစမ်းချောင်းလေးကိုခြေချွတ်တော်မူကန်ကြားကြရဲ့မို့လားတာခေါ်ခမရတင်မောတိမီဖုတ်အလုံးလိုက်ဟမ်းမိတဲ့ခွေးလိုဘောတူပတ်သက်သိုးတူစက်တဲ့ဖြစ်နေရှာတဲ့လိန်မာကြရင်ဖြင့်ကို့အတွက်ကြီးပဲမို့အဖိုးနဲ့ဝန်ပါပညာပေးကဏ္ဍတွေကိုမြင့်တင်ချဆိုရဲ့ David and Colin အကြောင်းကိုကြားဘူးတယ်မလားအကြံတုံးရင်တော့အနိုင်ရှုံးကကိုပတ်ပဲရှိမလဲအကြံကောင်းရင်ဖြင့်ရန်ပောင်းကိုအောင်နိုင်ရာဤငါရှင်တို့ဖောင်ပိတ်အကြံပြုချက်အာဆန်ဈေးဝေးကို တက်ကိုတက်ရမှာဆိုရင်ဖြင့်ငချင်းကို မေးဈေးထိုးဘုံရိုက်ပြီးကားကိုပလိန်နဲ့တင်လွှတ်လိုက်ပါလားပြင်ပအစားစာမကြိုးရဟောင်တက်တီဆိုတဲ့စာလေးကပ်ဖို့တော့မမေ့လေနဲ့ကဲကနေ့တော့ခလောက်ပဲဆို့ဂျူလီပောင်တရင်စင်ချဲတုနဲ့ကြွေကွင်းရခြင်းဒုက္ခကို ပြောပြောကြီးခံစားကြပါစို့ခံစားဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတီနားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြတင်းပြပါသတင်းဒေါ်လိုင်းရေးဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။